အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိခင်ကြောက်ကလဲဖို့ဆေးဖို့ကိုစူးစမ်းရှာနေခဲ့တဲ့ရွှေချမာလီအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ဇလန်လေးရဲ့အစမှာဆိုရင်တော့ဖောက်တဲ့မရသေးတဲ့များများတရားဆိုင်ကိုလာနေကြအကိုကြီးကိုနှုတ်ဆက်လိုက်ပြီးတော့လမ်းပေါ်ကိုဖောက်တဲ့ရဖို့အတွက်ထွက်လာခဲ့တာနဲ့စတင်ထားပါတယ်ဖောက်တဲ့ရှာနေတော့အချိန်မှပဲသူမမောင်လေးစီကနေဖုန်းဝင်လာခဲ့ပါတယ်အကြောင်းကတော့မြမြမိကကြောက်ကဆေးဖို့အတွက်ငွေလိုနေခဲ့တဲ့အကြောင်းနဲ့မောင်လေးကလည်းကျူရှင်လာကတွေပေးရဖို့အတွက်သူမကိုပြောနေခဲ့တာဖြစ်ပါတယ် ဒီနေ့လေးကတော့များများအတွက်ခက်ခဲတဲ့နေ့လေးဖြစ်နေခဲ့တာကြောင့်ဖောက်တဲ့ရဖို့အတွက်တံတားပေါ်ကိုလမ်းလျှောက်လာခဲ့တဲ့ချိန်မှာထိပ်ပြောင်ပြောင်နဲ့အဖိုးကြီးကလာနောက်ရှက်နေလို့လက်ကလေးထောင်ပြလိုက်ရပါသေးတယ်။ခဏကြာတော့ကားအကောင်စားစီးလာတဲ့မိုက်ကယ်နဲ့ဆုံတွေ့လိုက်ပြီးတော့များများလည်းဈေးဥပေါက်သွားတော့သူမလည်းပြောရှင်သွားပါတော့တယ်။မိုက်ကယ်ခန်းနဲ့ရောက်လာခဲ့တော့များများကဖိလစ်ပိုင်တိုင်းချမ်းနဲ့ပြုစုပေးလိုက်တဲ့အခါမှာမိုက်ကယ်လည်းနှက်ပြီကိုလက်မှတ်မပါဘဲနဲ့ရောက်သွားရပါတော့တယ်။ နတ်ပြည်ကပြန်ဆင်းလာတော့မြမရဲ့အင်ကြီးကော်ကြီးဆွန်းသွားလို့မိုက်ကယ်ကအင်ကြီးတစ်ထည်ငှပေးလိုက်ရပါသေးတယ်။မိုက်ကယ်စီကနေညားစိတ်လေးတွက်ချေခိုက်ပြီးအပြန်မှာတော့အမေကြောက်ခတ်ဆေးဖို့နဲ့မောင်လေးကြောင်းလာကကိုဝင်ပေးခဲ့ပါတယ်။မြမကတော့ညာတိုင်းဆင်းထားတဲ့အတွက်ပြင်ပန်းနေလို့သူမမောင်လေးကလည်းအမေကိုဆေးရုံလိုက်ပို့ခဲ့ပါတယ်။ခဏနေတော့သူနာပြုလုပ်နေတဲ့သူမငယ်တငယ်ချင်းရောက်လာခဲ့တဲ့အတွက်စကားပြောနေခဲ့ကြပါတယ်။သူမတငယ်ချင်းအမိကတော့လှလှဖြစ်ပြီးတော့သူမအတွက်အမေရိကန်သွားအလုပ်လုပ်ဖို့ငွေလိုနေလို့လာချေးတာဖြစ်ပါတယ်။ တငယ်ချင်းပေါ်အရန်ချစ်တဲ့များများကတော့လိုအပ်တဲ့လောက်ငွေတွေကိုချေးပေးလိုက်ပြီးတဲ့နောက်မှာတော့လှလှလေးပြန်သွားခဲ့ရပါတယ်။တငယ်ချင်းပြန်သွားတော့ပင်ပန်းနေလို့နားမလို့လို့တော့ရီးသားစီကနေဖုန်းဝင်လာခဲ့ပါတယ်။များများရီးသားအမိကတော့ပီတာလာမြင့်ဖြစ်ပြီးတော့များများကဒီကောင်လေးကိုရွှေချအလုံးနဲ့အန်းနေခဲ့တာဖြစ်ပါတယ်။ဇလန်းဆာတို့ကများများနဲ့ထမင်းနေထုခဲ့တဲ့မိုက်ကယ်ကလှုပ်ဝက်အေဂျင့်တယောက်ဖြစ်နေခဲ့ပြီးတော့များများရဲ့ပြုစုမှုတွေကိုမမေ့နိုင်ဘဲနဲ့စုံစမ်းနေခဲ့ပါတယ်။ ။များများကတက္ကသိုလ်ကျောင်းသူတယောက်ဖြစ်နေခဲ့တဲ့အပြင်တက်မိသားစုလုံးကိုရှာကျွေးနေရတယ်ဆိုတာကိုပါသိသွားတော့များများကိုရွှေ့ကြလောက်ကနေကဲတင်ဖို့အတွက်မေတ္တာတက်ဝင်သွားခဲ့ပါတယ်။အိုက်ကေကတော့တနာစိတ်လေးနဲ့မေတ္တာတန်ဝင်နေခဲ့ပြီးမြများများဘက်မှာတော့ပီတာလှမြင့်နဲ့အတူအဆောင်မှာပွဲချက်နေခဲ့ပြီးတော့အနက်ပြီတက်နေခဲ့ပါတယ်။ဒီလိုနဲ့မိုက်ကေကတော့မြများအတွက်အကြီးဆုံးဖောက်တဲ့တယောက်ဖြစ်လာခဲ့ပြီးတော့နေတိုင်းလိုလိုအနက်ပြီတက်ကြပါတယ်။ မြမြပေါ်တန်ရောစင်တွေ့လာခဲ့တဲ့မိုက်ကယ်ကတော့သူ့ကိုယ်ပိုင်တိုက်ခန်းမှာလာနေလို့ရကြောင်းမှာကန့်လန့်လာခဲ့ပါတယ်။တရက်တော့မြမြမေကအိမ်ကိုလာလေဖို့ပြောတာကြောင့်သူမလည်းအမေအိမ်ကိုရောက်ရောက်ချင်းမောင်လေးနဲ့စကားများခဲ့ကြပါတယ်။အကြောင်းကတော့ပီတာလာမြင့်ကတိုက်တူးသမားဖြစ်ကြောင်းနဲ့အမားဖြစ်သူကိုခြုံစားနေကြောင်းပြောလိုက်လို့ဖြစ်ပါတယ်။မြမြကတော့ပီတာလာမြင့်ဘက်ကနေရက်တီပေးပြီးတော့သူမကသာရှုကမာမီလောက်တာဖြစ်ကြောင်းဒေါသတကြီးပြောလိုက်တော့မှအာလုံးငြိမ်သွားခဲ့ရပါတယ် တရက်မှာတော့မိုက်ကယ်နဲ့မြမြတို့ရေကူးကံမှာစုံနေကြတော့မိုက်ကယ်ကမြမြအမိရဲ့ကြောက်ကပ်ခွဲစိတ်မှုကုန်ကြစိတ်ကိုသူထုတ်ပေးမှာဖြစ်တဲ့ပြင်ကြောက်ကပ်ကိုလည်းလူထမ်းမှာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။မြမြအတွက်ဒီစကားက surprise ဖြစ်သွားခဲ့ပေမဲ့မိုက်ကယ်အတွက်လည်းခက်ခဲနိုင်တာကြောင့်ကြောက်ကပ်လူရှင်ကိုဆောင်းဖို့ကိုသာဆုံးဖြတ်ချက်ချလိုက်ပါတယ်။မြမြကတော့အမိပေးထားတဲ့လက်ကွက်လေးနဲ့ကျေးဇူးဆပ်ဖို့လုပ်နေတဲ့ချိန်ပီတာလာမျက်စီကဖုံးဝင်လာခဲ့ပါတယ်။ ဖောက်တဲ့နယ်စည်းဝါရှာနေတဲ့များများကတော့ဖုံးပြောဖို့အဆင်မပြေနိုင်တဲ့အတွက်ဖုံးကိုချပြစ်လိုက်ပါတယ်။များများအတွက်သုံးနှစ်တည်တည်ထောက်ပံ့ပေးခဲ့တဲ့ကောင်းလေးကဒီကိစ္စကြောင့်ပဲသူမကိုလမ်းခွဲလိုက်ပါတယ်။ကြီးစားကမဟုတ်ဖဲကရှုံးသွားတော့ဖောက်တဲ့လေမကုန်းနိုင်တော့တဲ့များများတယောက်မိုက်ကယ်ဒိတ်တာကိုပါအမိနေမကောင်းလို့ဆိုပြီးတော့ညင်းလိုက်ပါတယ်။မြャမြရဲ့စကားကြောင့်စိုးရိမ်စိတ်ဖြစ်သွားတဲ့မိုက်ကယ်ကတော့မြャမြမိကိုဆေးရုံအမြန်တင်ပေးဖို့အတွက်စင်ဂျီဖုန်းကသူမအိမ်လေးစီကိုကာအကောင်စားကြီးနဲ့စိုက်စိုက်မြဲမြောက်ရောက်လာခဲ့ပါတော့တယ်။ ဖြစ်ချင်တော့မြန်မြတရားပီတာလာမြင့်ကိုမပြတ်နိုင်သေးတာကြောင့်တငယ်ချင်းလှလှအကူညီနဲ့ပီတာလာမြင့်ကိုတွားတွေ့နေခဲ့လို့မြန်မြနဲ့မတွေ့ရဘဲဖြစ်နေခဲ့ပါတယ်။တွေ့တွေ့ချင်းလူရှိမဆောင်အချစ်ချမ်းကျင်နေတဲ့မြန်မြတို့ဆုံတွေကို FA လှလှကရှောင်ပေးလိုက်တော့နှစ်ယောက်သားပြွတ်ပြွတ်တွေပေးကြရင်လည်းနှက်ပြီသွားကြပါတော့တယ်။ဒီချင်းလေးကိုမသိတဲ့မိုက်ကယ်တယောက်ကတော့ချန်ကုန်သွားတာကိုပကိုးသွားတယ်ထင်ပြီးတော့ငချင်းထုတ်မှလိုက်ပါသေးတယ်။ဒီလိုနဲ့မိုက်ကယ်အတွက်အီရန်နိုင်ငံကိုခရီးထွက်ဖို့ဖြစ်လာတဲ့အခါမှာတော့မြမြကမိုက်ကယ်ကို နှုတ်ဆက်အနံလေးပေးလိုက်ရင်လည်းနှစ်သိမ့်လိုက်ပါတယ်တရက်မှာတော့များများလှုပ်ဖို့ကင်ပတ်တငယ်ချင်းရိုစီစုတေယောက်ကနိုင်ငံသားတယောက်နဲ့ခီးချမ်းကြရင်လည်းအသက်ပါတည်သွားတဲ့အတွက်အစစ်စစ်ခံနေရပါတော့တယ်။ဒီနေရာရဲ့ CCTV ကလည်းပြက်နေတာဆိုတော့ကိုလာရှူရီအတွက်အခက်အခဲဖြစ်နေကြပါတယ်။ဒီပြဿနာဖြစ်ပြီးတရက်မှာတော့များများတယောက်စင်ကြေပုံရက်ကွက်ကနေသူမအမိနဲ့မောင်လေးကိုခေါ်ရင်းနဲ့မိုက်ကယ်ပေးထားတဲ့ကွန်ဒိုမှာပြောင်းနေခဲ့လိုက်ပါတယ်။ တရက်တော်များများမိကိုစေးုံလိုက်ပြရင်ကြောက်ကအလူရှင်ရှိလာပြီဆိုတော့သူတို့အတွက်ပျော်ရွှင်ခင်းရပေမဲ့ဒီကြောက်ကအစားထိုးကူးသားဖို့အတွက်ဒေါ်လာ၅တန်းကုန်ချမှာဆိုတော့သူမတို့အတွက်အခက်အခဲဖြစ်နေရပါတော့တယ်ငွေကိစ္စနဲ့စိတ်ညစ်နေတဲ့များများတယောက်ကတော့ကွန်ဒိုကိုပြန်လာတဲ့အချိန်မှာသူမနောက်ကိုနောက်ရောက်ခံလိုက်နေတဲ့စုံတော့ကျော်မိုက်ကက်တငယ်ချင်းနဲ့ဆုံတွေ့လိုက်ပါတော့တယ်။တကယ်တော့ဒီစုံတော့ကျော်ကများများနောက်ကိုနောက်ရောက်ခံလိုက်နေတဲ့အကြောင်းကတော့သူ့တငယ်ချင်းမိုက်ကက်အသက်ရှင်နေသေးလားဆိုတာကိုသိရဖို့အတွက်ဖြစ်ပါတယ်။ တကယ်တော့အီရတ်သတင်းထဲမှာလေအမေရိကန်စုံနောက်တရားဖမ်းမိသွားတယ်လို့တွေးထားတာကြောင့်များများနဲ့အဆက်အသွယ်ရှိမရှိလာဆောင်စမ်းနေကြတာဖြစ်ပါတယ်။အမေစည်းဘိုးကိုရဖို့စ조사နေတဲ့အချိန်မှာရီစာဖြစ်တဲ့ပီတာလာမင်းကတော့မိုက်ကယ်နဲ့ကိစ္စကိုပါပြဿနာရှာပြီးတော့များများကိုထပ်မံလန့်ခွဲပြန်ပါတယ်။လောကရန်ရဲ့ထိုးနှက်ချက်တွေနဲ့ဘလောက်ပဲရှိနေအောင်တော့တဝမ်းတစ်ခါအတွက်တော့ရှာစားရအောင်မြင်များများအတွက်ညတညမှာအဖြူကောင်းနဲ့နှစ်ပါးသွားဖို့ဖြစ်လာခဲ့ပါတယ်။ ဖြစ်ကျင်တော့ဒီအဖြူကောင်ကရိုစီစုကိုတတ်သွားတယ်သူတရောဖြစ်နေခဲ့ပြီးတော့ဒီကိစ္စကိုမသိတဲ့များများကတော့အဖြူကောင်ရဲ့အကြံပန်းတွေအောက်မှာနှက်ပြေရောက်နေရပြန်ပါတယ်များများအတွက်ကတော့အမေ့စေးဖို့ရဖို့အတွက်ငွေအလင်းလိုနေတာဆိုတော့အခုအချိန်မှာအဖြူကောင်နဲ့အဆင်ပြေဖို့အရေးကြီးနေခဲ့ပါတယ်အလုံးနဲ့အချစ်ကိုတကန့်စီခွဲထားတဲ့များများကတော့အလုတ်ပြီးတာနဲ့ပီတာလာမြင့်ကိုမမေ့နိုင်သေးတော့သူ့အဆောင်အထိကိုလိုက်သွားခဲ့ပါတယ် ဖြစ်ကျင်တော့ပီတာလာမြင့်ကအဆောင်ကိုစော့ခေါ်ပြီးတီးလို့အဆောင်မှုကမောင်းထုတ်လိုက်ကြောင်းကိုတီးလိုက်ရတော့သူနဲ့တီးတဲ့ကောင်မလေးကြောင်းကိုလိုက်စုံစမ်းပါတော့တယ်။နောက်ဆုံးတော့ပီတာလာမြင့်ရဲ့အခန်းပေါ်နဲ့တွေးလိုက်ရပြီးတော့အကြောင်းစုံကိုတီးလိုက်ရပါတယ်။ပီတာလာမြင့်နဲ့တီးနေတဲ့ကောင်မလေးနာမည်ကိုမသိရပေမဲ့သူမမှာကိုဝင်လဲရနေတယ်လို့တီးလိုက်ရတော့သူမဘူအစိတ်အတော်လေးညစ်သွားရပါတော့တယ်။ချစ်သူကိုမမေ့နိုင်သေးတဲ့များများကတော့ပီတာလာမြင့်ရှိမဲ့နေရာကိုမေးလိုက်ပြီးတော့အနောက်ကနေလိုက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ ဖြစ်ကျင်တော့ပီတာနာမည်ရှိတဲ့လိပ်စာကသူမရဲ့အခြေဆုံးတငယ်ချင်းလှလာရဲ့လိပ်စာနဲ့တူနေတာကိုသတိထားမိခဲ့ပါတယ်။နေရာကိုရောက်ရောက်ချင်းသူမထင်ထားသလိုပဲသူမအချင်းရဆုံးအနစ်နာခံပေါင်းပြီးတဲ့တငယ်ချင်းနဲ့သူမထောက်ပံ့ပေးတဲ့ကြီးစားတို့ဖောက်ပြန်နေတာကိုသိလာရပါတော့တယ်။များများကတော့အတိတရားမရှိအရှက်မရှိနှစ်ယောက်စလုံးကိုအကျိန်ဆဲလိုက်ပြီးတော့ဒီနေရာကနေလက်ထွက်လာခဲ့လိုက်ပါတယ်။ သူမအတွက်အရာအလွန်ဆင်းမပြေနိုင်ခဲ့တဲ့အချိန်မိုးဆိုးမှသွားရာမိုးလိုက်လို့ရွာဆိုသလိုအိမ်ပြန်ရောက်ချင်းသူမအမိလည်းဆုံးသွားခဲ့ရပါတယ်။မောင်လေးကတော့အမိကသူ့နောက်ဆုံးချိန်မှာအမကိုတွေးကျင်လို့စောင့်နေခဲ့ကြောင်းပြောရင်းနဲ့မောင်နှမနေအောင်ငိုနေကြပါတော့တယ်။နာယီဝိုင်းလုတဲ့ညမှာအဖြူကောင်ကများများနဲ့နှက်ပြီတက်ဖို့ဒိတ်နေသေးတဲ့အတွက်နောက်နေ့မှတွေးနိုင်မှာဖြစ်ကြောင်းကိုပြန်ပြောခဲ့ရပါသေးတယ်။နောက်နေ့ရောက်တော့စောင်းနေကြနေရလေးမှာအဖြူကောင်ကပန်းစည်းလေးများများကိုပြင်ရင်သူမအမိအတွက်ဝမ်းနဲ့စကားပြောရင်နှစ်သိမ့်ပေးနေခဲ့ပါသေးတယ်။ အဖြူကောင်နဲ့ပွဲချမ်းဖို့နေရာမရောက်ခင်မှာကုန်တိုက်တစ်ခုနားမှာချက်လိုက်ပြီးတော့မိษွေတွေနဲ့တွေးเสียရာရှိတယ်ပြောပြီးများများကိုလည်းဘာမှမသိဘဲနဲ့တနက်တလက်ပေးခဲ့ပါသေးတယ်။အဖြူကောင်ရဲ့အပြုမှုတွေကထူးဆန်းနေခဲ့ပြီးတော့တန်ငယ်ချင်းရိုစီစုကိုတတ်သွားတဲ့ကောင်းဆိုတာစိတ်ထဲကနေသိနေခဲ့လို့အနောက်ကနေဗီဒီယိုမှတ်တမ်းတင်ထားလိုက်ပါတယ်။သူမစီးပွားရေးအလုပ်ပြီးတော့အိမ်မှာ TV ကြည့်နေရင်လည်းဘုံပေါက်ကွဲတဲ့တဲ့င်းကိုတွေးလိုက်ရပါတယ်။ကျမ်းပတ်သမားတွေရဲ့လိုရဲ့ကြောင့်လူအယောက်30ထဲမှနေသေဆုံးတယ်လို့သိလာရတဲ့အပြင် ဘုံခွဲတဲ့မျိုးကလည်းတငယ်ချင်းလှလှတို့မျိုးဖြစ်နေကြတော့ပို့ပြီးတော့စိတ်ပူပန်သွားခဲ့ရပါတယ်။ဖြစ်ကျင်တော့ပြည်ပခီးစဉ်ကနေပြန်ရောက်ပြီးတော့ဘုံခွဲတဲ့မျိုးစီအရေးကြီးရောက်လာတဲ့မိုက်ကယ်တယောက်ရောက်ရောက်ချင်းများများကိုပုံဆက်လိုက်ပါတယ်။မြမကတော့သူမတငယ်ချင်းလှလှနဲ့သူမရီစားဟောင်းကိုရှာပေးဖို့ပြောနေပေမဲ့သူတို့နှစ်ယောက်လုံးဒီအကျံဖတ်မှုမှာတည်ဆုံသွားပြီဆိုတဲ့သတင်းကိုသာကြားလိုက်ရပါတော့တယ်။သူမအတွက်ကတော့တငယ်ချင်းနဲ့ရီစားဟောင်းကိုစိတ်နာနေခဲ့ပေမဲ့လုံးဝမေတ္တာမပြတ်နိုင်သေးတာဆိုတော့ဝမ်းနဲ့ကြေကွဲနေရပါတော့တယ်။ ညဘက်မှာတော့မိုက်ကယ်ကမြန်းမြစီရောက်လာပြီးတော့မြန်းမြကိုနှစ်သိမ့်ပေးဖို့အတွက်ဂရင်ဘော်ရောက်လာခဲ့ရင်ကိုဖိရင်ပြီးစောင့်ရှောက်ပေးခဲ့ပါတယ်။မိုက်ကယ်ရေချိုးနေတော့ခီးဆောင်အိတ်ထဲကအဝတ်တွေဘီယိုတွေပြန်ထည့်နေတဲ့မြန်းမြကသူမဖောက်တဲ့အဖြူကောင်ရဲ့အကြမ်းဖက်လုံရက်တွေမှတ်တမ်းစာအုပ်တွေကိုတေးသွားပါတော့တယ်။ဒီအဖြူကောင်ကသူမရဲ့မိတ်ဆွေမှန်သမျှကိုတတ်သွားတဲ့လူဆိုတော့ဒီမှုကိုကယ်တင်ပေးဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ပဲမြန်းမြတရားဒီအဖြူကောင်ကိုထောင်ချောင်းစင်ဖမ်းဖို့အတွက်လိုအပ်တဲ့လေ့ကျင့်ခန်းတွေကိုတင်ကြားပေးနေခဲ့ပါတယ်။ လေတင်ရေးတွေပြီးလို့အိမ်ပြန်ရောက်တဲ့ခါမှာတော့တနေကုန်ပေမတ်သမျှကိုအနားယူရင်းနဲ့မိုက်ကဲနဲ့များများတို့နှက်ပြီးတက်ကြပါတော့တယ်။များများနဲ့မိုက်ကဲနှက်ပြီးကပြန်ဆင်းလာတဲ့ခါမှာတော့အဖြူကောင်းစီကနေဖုန်းဝင်လာပြီးတော့မိုက်ကဲလိုအမေရိကန်ကောင်နဲ့သူ့မရဲ့ဆက်ဆံရေးကိုတည်သွားတဲ့အတွက်များများမောင်လေးကိုလည်းပြန်ပေးဆွဲထားတယ်ဆိုတာကိုသိလိုက်ရပါတယ်။တနအီအတွင်းမလာရင်မြမမောင်ကိုတက်ပြစ်မဲ့ချင်းချောက်တဲ့အတွက်မြမလည်းအလင်းစလို့ဒီနေရာကနေထွက်သွားခဲ့ပါတယ်။ တရင်နိုးလာတဲ့မိုက်ကယ်ကမြများကိုမတွေ့ဘဲနဲ့ဇပွဲပေါ်ကစားတဆောင်ကိုတွေ့လိုက်ရတော့စိုးရိမ်စိတ်တွေဖြစ်သွားပြီးတော့အနောက်ကနေအလင်းမြန်လိုက်လာခဲ့ပါတယ်။ကိုရောက်တော့အဖြူကောင်ကမြများကိုပါဖမ်းလိုက်ပြီးတော့ဆိုင်နဲ့နှိမ့်ဆက်နေပါတော့တယ်။အနောက်ကလိုက်လာတဲ့မိုက်ကယ်နဲ့တငယ်ချင်းတို့ကတော့မြများရဲ့ဖုန်းကတစင်သူမစီချေရခံပြီးတော့ဒီနေရာကိုရောက်လာခဲ့ပါတယ်။မြများကတော့ခေသူမဟုတ်တော့သူမကိုအကြမ်းင်းနဲ့တီးသွားတဲ့အဖြူကောင်ရဲ့ညီလေးကိုကန်လိုက်ပြီးတော့ဒီနေရာကနေထွက်ပြေးသွားခဲ့ပါတယ်။ ဒီအဖြူကောင်တွေရဲ့အကျံစီကတော့မိဘုံပြန်ပွဲမှာဘုံခွဲမှာဖြစ်ပြီးတော့ဒီနေရာကလူတွေကိုရှင်းပြဖို့ကြံစီထားတာဖြစ်ပါတယ်။ထွက်ပြေးသွားတဲ့များများကိုတော့တနေရာမှာပြန်ဖမ်းပြီးတော့ကျိုးနဲ့တုပ်ပြီးအခန်းထဲထည့်ထားတာကိုခံလိုက်ရပါတော့တယ်။ဖြစ်ကျင်တော့ဒီခန်းထဲမှာမိဘုံမှန်ပွဲမှာထောင်မဲ့ဘုံတွေကိုထည့်ထားတာဖြစ်ပြီးတော့အဖြူကောင်တို့ကဒီဘုံတွေကိုခွဲမဲ့ကြောင်းကိုကြားလိုက်ရပါတယ်။သူမလည်းလူအများတိမ်မဲ့စားသူမပဲအသေးခံမယ်လို့စဉ်းစားလိုက်ပြီးတော့ဒီဘုံတွေနဲ့အတူဖြူကောင်းတွေပါဆွဲခေါ်သွားဖို့အတွက်စဉ်းစားလိုက်ပါတယ် အဲ့ဒီနောက်တော့မိုက်ကယ်စီကိုဖုန်းခေါ်လိုက်ပြီးတော့သူမအတွက်အရန်ကြည့်ရတဲ့သူပါလို့ပြောရင်းနဲ့အဖြူကောင်တွေနဲ့အတူအသက်ကိုစည်သေးသွားရင်းနဲ့ဇလန်းလေးကိုလည်းအဆုံးသတ်ထားပါတယ်